နိုင်ငံဖွံ့ဖြိုးရေးထူးချွန်ပြောင်မြောက်စွာကြိုးပမ်းခဲ့ကြတယ်လို့ဆိုပြီးစစ်ကောင်စီကကာကွယ်ဝန်ကြီးဌာနကဗိုလ်ချုပ်ခွန်အူစစ်ကောင်စီအဖွဲ့ဝင်များတိုင်းနယ်ပြည်နယ်ဝန်ကြီးချုပ်များအပါအဝင်39ဦးကိုဂုံတူးဆောင်ပွဲများချင်းမြင့်လိုက်တယ်လို့ဒီကနေ့မှကြေညာသွားပါတယ်စစ်ကောင်ဆောင်ဗိုလ်ချုပ်မှုချင်းမင်းအောင်လိုင်းအမိန်နဲ့ PF တက်၎င်းဂုံတူးဆောင်ပွဲများမှာပြည်ထောင်စုစီသူတင်ကားပွဲစီသူပွဲစွမ်းဆောင်မှုဆိုင်ရာဂုံတူးဆောင်ပွဲတိရိပြန်ချီပွဲ ဇင်ရကျော်တင်ဘွဲ့ဝနကျော်တင်ဘွဲ့လင်္ကာကျော်စွာဘွဲ့တို့ပါဝင်ပြီးကာကွယ်ဝန်ကြီးဌာနကဒုဗိုလ်ချုပ်ကြီးများဖြစ်တဲ့အောင်အောင်ဇော်မျိုးတင်စိုးမင်းဦးမျိုးတန်နိုင်ဇော်ဝင်းမြင့်တို့အားစီတူဘွဲ့ဗိုလ်ချုပ်မင်းကိုကိုနဲ့ဗိုလ်ချုပ်ဇော်နိုင်ဦးတို့ကိုဇင်ရကျော်တင်ဘွဲ့တွေချီးမြှင့်ခဲ့ပါတယ်။စွမ်းဆောင်ရည်မှုဆိုင်ရာ ဂုံလူဆောင်ဘွဲရဲ့အမြင့်ဆုံးဖြစ်တဲ့တိရိပြန်ချီဘွဲကိုလျှက်စစ်ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးညံထွန်းစီဝိုင်းနဲ့ကုတန်းရောင်းဝယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးထွန်းအောင်လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ပြည်နယ်နေရာချာထားရေးဌာနကပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးထိန်လင်းမွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်းမန္တလေးတိုင်းဝန်ကြီးချုပ်ဦးမျိုးအောင်တို့အပါအဝင် နေပယ်အသီးသီးကတာဝန်ရှိသူ၉ဦးကိုစုချင်းမြင့်ခဲ့ပါတယ်။ဒါအပြင် အလင်္ကာကျော်စွာဘွဲ့ကိုရုပ်ရှင်သရုပ်ဆောင်ဦးကြည်စိုးဒါရိုက်တာ မောင်နှင်းမိုးဒေါ်ဝါဝါဝင်းရွှေဒေါ်ခင်တန်းနုတို့အားပေးအပ်ကြောင်းစစ်ကောင်စီကကြေညာချက်ထုတ်ပြန်သွားပါတယ်။ မြန်မာနှစ်သက်ကူအထိမ်းမှန်အနေနဲ့ဒီကနေ့မှကြာအောင်တဲ့မြန်မာနှစ်ဆန်းတရက်နေ့မှာအကျဉ်းထောင်အချုပ်ထောင်စခန်းအသီးသီးကမြစ်တန်ကြခန့်နေလျက်ရှိတဲ့အကျဉ်းသားအကျဉ်းသူ4863ကိုမြစ်တန်လွန်ငင်းခွင့်ပြုကြောင်းထုတ်ပြန်ပြီးတဲ့နောက်ရန်ကုန်တိုင်းအင်းစိန်မြို့နယ်မှာရှိတဲ့အကျဉ်းထောင်ရှိအကျဉ်းသားမိသားစုဝင်များစောင့်ဆိုင်းနေကြတာကိုရုတ်တံမှတ်တမ်းတွေအရသိရပါတယ်။လွန်ငင်းချမ်းသာခွင့်အား နောက်တစ်ကြိမ်ပြစ်မှုထပ်မံကျူးလွန်ပါက၎င်းပြစ်ဒဏ်အပြင်ယခုကြားခံရန်ကြံရှိနေတဲ့ပြစ်ဒဏ်များကိုပါဆက်လက်ကြားခံရမယ်ဆိုတဲ့စီကံချက်တွေနဲ့လူငယ်ချမ်းသာကွင်ပြုခဲ့တာဖြစ်ပါတယ်။စစ်ကောင်စီရဲ့မြန်မာနှစ်ဆန်းတရက်နေ့လူငယ်ချမ်းသာကွင်နဲ့ဒါရိုက်တာစတီဒွေမစ်တာလည်းအင်းစင်ထောင်မှပြန်လည်လွတ်မြောက်လာပါတယ်။ဒါရိုက်တာစတီက2023ခုနှစ်မလ20ရက်နေ့မှာတန်လင်းမြို့နေအိမ်မှာဖမ်းဆီးခံခဲ့ရပြည်တဲ့နောက်တနစ်ကျော်အကြာမှာဒီကနေ့မှာပြန်လည်လွတ်မြောက်လာခြင်းဖြစ်ပါတယ်။ထို့စဉ်က ၎င်းအားအာနာသိန်းစစ်ခေါင်းဆောင်နဲ့ပတ်သက်တဲ့သတင်းများမျှဝေပြီးအပုတ်ချခြင်းကြောင့်ဖန်စီကံရခြင်းဖြစ်တယ်လို့စစ်တပ် lobby Telegram channel များမှာရေးသံဖြောင့်ဝေခဲ့ပါတယ်။ဒီကနေ့မှာကြောက်တဲ့ညီမနေဆန်းတရက်နေ့မှာ အကျဉ်ထောင်အချုပ်ထောင်စခန်းအတီတီကပြစ်ဒဏ်ကြခံနေလျက်ရှိတဲ့အကျဉ်သူအကျဉ်သား493ကိုပြစ်ဒဏ်လွတ်ငင်းခွင့်ပြုကြောင်းစစ်ကောင်စီကထုတ်ပြန်ခဲ့ပါတယ်။နိုင်ငံတော်ဝန်သဘာဝဘေးအန္တရာယ်ပြန်လည်ထူထောင်ရေးအရေးပေါ်အခြေအနေများစွာရှိနေပြီးတိုက်ပွဲများနေရာအနှံ့ဖြစ်နေကမတိမငင်ဖြစ်နေတော့လေအာနာသိန်းစစ်ခေါင်းဆောင်ဗိုလ်ချုပ်မူဂျင်မယောင်လိုင်ကရွေးကောက်ပွဲကိုလာမယ့်ဒီဇင်ဘာလမှာကျင်းပသွားမယ်လို့ဒီကနေ့နှစ်ဆန်းတရက်နေ့မိန်ကွန်းထဲမှာထည့်သွင်းပြောဆိုသွားပါတယ်။ စစ်မှန်ပြီးစီကံပြေးွားတဲ့ပါတီစုံဒီမိုကရေစီစနစ်ဖော်ဆောင်နိုင်ရေးဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်တည်ဆောင်ရေးကိုရည်မှန်းချက်ထားဆောင်ရွက်နေပြီးပြည်သူလူထုလိုလားတဲ့ပါတီစုံဒီမိုကရေစီစနစ်အမြန်ဆုံးပြန်လည်အကောင့်အထည်ဖော်ဆောင်နိုင်ရေးအတွက်ကြိုးပမ်းဆောင်ရွက်နေတယ်လို့ဆိုပါတယ်ပါတီစုံဒီမိုကရေစီစနစ်ကိုအမှန်တကယ်လိုအပ်တယ်ဆိုလို့ရှိရင်အဓိကဖြစ်တဲ့ရွေးကောက်ပွဲကိုအောင်အောင်မြင်မြင်ပြီးမြောက်အောင်နိုင်ဖို့အတွက်မိဘပြည်သူတွေအနေနဲ့ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြဖို့အတွက် မေတ္တာရက်ခံတယ်လို့အချမ်းပဲစစ်ကောင်းဆောင်မင်းအွန်လိုင်းကဒီကနေ့မှ၎င်းရဲ့ main content မှာထည့်သွင်းပြောဆိုသွားပါတယ်။ရေရှည်တည်တံ့ပြီးစစ်မှန်တဲ့ငြိမ်းချမ်းရေးရရှိအောင်ကြိုးပမ်းဆောင်ရွက်နေတယ်လို့လက်ရှိဖြစ်ပေါ်နေတဲ့ပဋိပက္ခတွေကိုအဆုံးသတ်နိုင်ဖို့နိုင်ငံရေးပြဿနာကိုနိုင်ငံရေးနည်းနဲ့ဖြေရှင်းကြဖို့ဖိတ်ခေါ်ကမ်းလှမ်းထားပြီးပြည်ထောင်စုဘွားတိုင်းဒေသညီအကိုတွေနဲ့ပြည်ထောင်စုစိတ်တက်နဲ့ပူးပေါင်းဆောင်ရွက်သွားမယ်လို့စစ်ကောင်းဆောင် main online ကဆိုပါတယ်။ အမျိုးသားညညရဲ့ဆိုရအန်နူဂျီအနေနဲ့တော်လန်ရေးအင်အားစုတွေအားလုံးနဲ့ပူးပေါင်းပြီးစနစ်ပြောင်းရေးဦးတည်တဲ့ပြည်သူတော်လန်ရေးကိုမဟာဗျူဟာများချမှတ်ဆောင်ရွက်နေကြောင်းဒီကနေ့မှကြောက်တဲ့အန်နူဂျီရဲ့၄နှစ်ပြည့်လုပ်ငန်းဆောင်ရွက်ချက်တွေကိုအတိပေးသွားပါတယ်မဟာဗျူဟာများဦးတည်ခြင်းအနေနဲ့ဆီယနာသိမ့်မှုဖေရှားကစစ်တရေးနိုင်ငံရေးမှာပါဝင်နေခြင်းကိုဆုံးသက်ဖို့လက်နက်ကင်တပ်ဖွဲ့များအားလုံးဒီမိုကရေစီနှီးကြရွေးချယ်တင်မြောက်တဲ့အရတားအစိုးရရဲ့စီမံအုပ်ချုပ်မှုအောက်အပြေအဝါထားချဖို့ 2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုအပြစ်တိုင်ဖျက်သိမ်းဖို့နဲ့၎င်းကိုပြန်အသက်သွင်းရန်ကြိုးပမ်းမှုမှန်သမျှတိုက်ဖျက်ဖို့သက်ဆိုင်သူအလုံးလက်ခံနိုင်တဲ့ Federal Democracy စနစ်ကိုအခြေခံတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေပြဋ္ဌာန်းဖို့စတဲ့အချက်6ချက်ကိုဆောင်ရွက်နေတယ်လို့ကြေညာသွားပါတယ်။နိုင်ငံရေးနိုင်ငံခြားရေးစီရေးအုပ်ချုပ်ရေးဗန္ဒာရေးနဲ့လူတို့ဆက်ဆံရေးစတဲ့နီလန်တို့နဲ့ဆောင်ရွက်နေပြီးအမျိုးသားညီညွတ်ရေးအတိုင်းအမြန်ကောင်စီ NUCC နဲ့ပူးပေါင်းပြီးလေအသွင်ကူးပြောင်းရေးကာလဖွဲ့စည်းပုံအခြေခံဥပဒေတိုင်းရင်းသားအဖွဲ့အစည်း၉ခုနဲ့ပူးပေါင်းပြီး ရေးဆွဲနေတယ်လို့ဆိုပါတယ်နိုင်ငံကြားရေးနီးလန်းအရာလဲအာဆီယံပါဝင်ဩစတြေးလျချက်အိန္ဒိယဂျပန်တောင်ကိုရီးယားစားရှိတဲ့နိုင်ငံတွေနဲ့တန်တမာနီးနဲ့ NUG ကိုယ်စားလှယ်များထားရှိကဆက်သွယ်ဆောင်ရွက်နေကြောင်းစီးရေးအရာလဲပြည်သူခုခံစစ်ဆင်နွှဲဖို့တရတဲ့ပြည်တော်စုတက်မတော်ရဲ့ရှေ့ပြေးဖြစ်ဆောင်ရွက်နေကြောင်းစီအရာလေကာကွယ်ဝန်ကြီးဌာနကမဟာဗျူဟာရီမန်းချက်ရှစ်ချက်ကိုချမှတ်ဆောင်ရွက်နေတယ်လို့ဖော်ပြသွားပါတယ်။အိုချိုရီကဏ္ဍမှာလည်းစစ်ကောင်စီရဲ့အိုချိုရီကိုဖျက်သိမ်းပြီးပြည်သူအိုချိုရီကိုထူထောင်နိုင်ဖို့ NUG ကဂျာကာလာ ဒေသန္တရပြည်သူအုပ်ချုပ်ရေးကိုပေါ်ဆောင်မှုဗဟိုကော်မတီကိုဖွဲ့စည်းဆောင်ရွက်နေလျက်ရှိကတရားစီရင်ရေးကဏ္ဍမှာလည်း2022ခုနှစ်မေလကစတင်ပြီးတရားရုံး15ခုတည်ထောင်ကအရက်ပတ်တရားစီရင်ရေးတွေကိုဆောင်ရွက်နေတယ်လို့ဆိုပါတယ်။ NUG အနေနဲ့ဘန္နာရန်ပုံငွေရဲ့64ရာခိုင်နှုန်းကိုလည်းစီရေးကဏ္ဍမှာအသုံးပြုနေတယ်လို့ PDF တပ်ဖွဲ့ဝင်များအနေနဲ့နေပြည်တော်အပါအဝင်တိုင်းနယ်ပြည်နယ်အားလုံးမှာတိုက်ပွဲဝင်နေလျက်ရှိတယ်လို့ဆိုပါတယ်။ တော်လန်ရေးရှိခီးစီအနေနဲ့2024ခုနှစ်အတွင်းဒေတာအလိုက်လွတ်မြောက်နေမည်နဲ့စစ်ကောင်စီကင်းစင်နေမည်များကိုနိုင်ငံအနှံ့ကြေကြေပြတ်ပြတ်မြင်တွေ့လာရပါပြီ။ထို့သောတိုးတက်အောင်မြင်မှုကလည်းလူထုရဲ့အစမပြတ်ထောက်ခံမှု NUG နဲ့တော်လန်ရေးအဖွဲ့တို့ရဲ့အကြားနိုင်ငံရေးစီရင်ညှိနှိုင်းပောင်းဝင်မှု တော်လန်ရေးရဲဘော်များရဲ့မဆုံမနှစ်တိုက်ပွဲဝင်မှုတို့ကြောင့်ဖြစ်ပြီးပြည်သူတော်လန်ရေးဆင်နွှဲရမှာမဟာဗျူဟာ6ခုတပ်မတ်အကောင့်တဲ့ပေါ်နေလျက်ရှိပြီးဒေတာအလိုက်လွတ်မြောက်နေမြေမှသည်ပြည်ထောင်စုတစ်ခုလုံးလွတ်မြောက်တဲ့အထိဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ NUG ကပြောဆိုလိုက်ပါတယ်မြန်မာစစ်ကောင်စီကပြည်သူကိုရက်စက်ကြမ်းကြုတ်စွာစစ်ဆင်နေပြီးနိုင်ငံဟာလည်းလူသားချင်းစာနာမှုအကျယ်အတဲကိုပုံမှုနှက်ဆိုင်စီတဲ့အင်အားပြင်းငလီနေကြောင်းရုံးကန်လှုပ်ရှားနေကြရပါတယ်။ ဒီအချိန်မှာဒေတာရဲနိုင်ငံများအထူးသဖြင့်အရှေ့တောင်အာရှနိုင်ငံများအသင်းအာဆီယံနဲ့မြန်မာရဲ့အိမ်နီးချင်းများရဲ့မကြသေးမီကလောက်ရက်တွေကအချက်တစ်ချက်ကိုစိတ်ပြက်စရာကောင်းလောက်အောင်ပြသနေပါတယ်။မအောင်မြင်တဲ့အလျှော်ပေးနေတဲ့သင်္ဍကဗျူဟာကမြန်မာပြည်သူများကိုထက်မှန်လစ်လျူရှုသွားတယ်ဆိုတဲ့အချက်ပဲဖြစ်ပါတယ်။အခုအပတ်မှာပဲလက်ရှိအာဆီယံဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်ကစစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်ကိုဘန်ကောက်မှာတွေ့ဆုံဖို့စီစဉ်လိုက်ပါပြီ။ဒီစည်းဝေးက လူသားချင်းစာနာမှုအကူအညီနဲ့ငလင်အပြည့်မလေးရှားအကူအညီများပေးရေးလောက်သားများရဲ့လုံခြုံရေးသာမကဘယ်တော့မှမရှိခဲ့တဲ့အပြည့်အခက်ရက်စဲရေးဆိုတဲ့ကိစ္စကိုဆွေးနွေးဖို့ဖြစ်ပါတယ်ဒီအပြည့်အခက်ရက်စဲရေးဆိုတာကစစ်ကောင်းဆောင်မင်းအွန်လိုင်းကလက်တလုံးချအသုံးချတဲ့ကိစ္စတစ်ခုသာဖြစ်ပါလေ။ဖြစ်ပေါ်လာတဲ့ကိစ္စမဟုတ်ပါဘူး။ဒီကိစ္စကပုံမနဲ့ဆိုင်ပြီးစိတ်ပြက်စရာကောင်းတဲ့ပြဿနာရဲ့နောက်ဆုံးလက္ခဏာတစ်ရပ်ဖြစ်ပါလေ။ငလင်မတိုင်မီကာလအတန်ကြာကပဲမြန်မာတို့ရဲ့အဓိကအိမ်နီးချင်းတွေဖြစ်တဲ့ တရုတ်ထိုင်းအိန္ဒိယတို့နဲ့အခုနှစ်မလေးရှားကဥက္ကဋ္ဌတာဝန်ယူတဲ့အာဆီယံတို့ဟာတဖြည်းဖြည်းနဲ့စစ်ကောင်စီနဲ့တက်တက်ကြွကြွထိတွေ့ဆက်ဆံရေးဘက်ကိုပြောင်းလဲလို့လာနေပါတယ်။မလေးရှားဝန်ကြီးချုပ်ကထိုင်းဝန်ကြီးချုပ်ဟောင်းတက်ဆင်နာဝဲနဲ့ကမ်ဘောဒီးယားအာနာရှင်ဟွန်ဆန်ကိုအကြံမေးများအဖြစ်ခန့်အပ်ထားပြီးဒီနှစ်ဦးကလည်းညမစစ်ခေါင်းဆောင်ပိုင်းနဲ့ရင်းနှီးတဲ့လူတွေဖြစ်ပါတယ်။ ဒီရွေးချယ်မှုတွေကမြန်မာရဲ့အကြံအတဲကို ဖြေရှင်းရမဟုတ်ဘဲနောက်ွယ်ကသဘောတူညီချက်တွေနဲ့ဒေတာရင်းတန်တမန်ကြီးကတစင်မြန်မာစစ်တပ်လွှမ်းမိုးမှုကိုသက်ဆိုးရှိအောင်လုပ်ပေးနေလို့ဖြစ်နေပါတယ်။ဒီလိုအောက်ထုတ်မှုတွေကအချိတ်အဆက်လွတ်နေတဲ့လှုပ်ရှားမှုများမဟုတ်ပါဘူး။မြန်မာရဲ့အိမ်နီးချင်းတွေနဲ့ဒေတာရင်းနိုင်ငံတို့ရဲ့အကြံလှေးဝက်သဘောတူညီချက်အသစ်တစ်ခုရထားပြီးဖြစ်ပါတယ်။မြူလင်းနေတဲ့စစ်ကောင်စီကိုကြားကန်ပေးဖို့ဖြစ်ပါတယ်။ ၎င်းတို့ရဲ့ချင်းကပ်ပုံနီလမ်းမှာအဆင့်30ဆင့်ရှိပါတယ်။မင်းအွန်လိုင်းကိုတန်တမာရေးထိတွေ့ဆက်ဆံခွင့်ပေးဖို့စစ်ကောင်စီပြူလဲခြင်းကိုတားဆီးဖို့စီးပွားရေးအကူအညီအကန့်အသတ်နဲ့ပေးဖို့တော်လိုင်းအင်အားစုများထိုးစစ်ရပ်ဖို့ဘယ်တော့မှမရှိခဲ့တဲ့အပြည့်အခက်ရက်စဲရေးကိုလက်ခံဖို့ဖိအားပေးဖို့လို့ဖြစ်ပါတယ်။ဒီလိုတိုက်တွန်းမှုတွေရဲ့ဗဟိုချက်မှာရွေးကောက်ပွဲအတုတွေရှိနေပါတယ်စစ်တကနိုင်ငံတော်နဲ့စီးပွားရေးကိုဆက်လက်လွှမ်းမိုးစေတဲ့တရားဝင်မှုအပေါ်ယံဖန်တီးမယ်တော်လှန်ရေးလှုပ်ရှားမှုတချို့လက်နက်ချရေးဖိအားပေးပြီးတော့ဘောင်ကျင်းတဲ့နယ်မြေမှာ လူမဖြစ်စလောက်ဖြင့်ဝါဒဖြန့်ချီလှုံ့ဆော်မှုဖြစ်ပါတယ်ဒေတာရင်းအင်အားကြီးနိုင်ငံတွေက၎င်းတို့ကြိုတင်ခံမှန်းနိုင်ခြင်းမရှိတဲ့ဩဇာမလွှမ်းမိုးနိုင်တဲ့ဒီမိုကရေစီလှုပ်ရှားမှုထက်မကောင်းမှန်းသိတဲ့ဗဟိုချုပ်ကိုင်တဲ့အာဏာရှင်စနစ်ကိုထောက်ခံကျင်ကြပါတယ်နောက်ဆိုင်စွာအမြင့်တွဲနေတဲ့အကျိုးစီးပွားများလဲပါဝင်ပတ်သက်နေကြပါတယ်။ဆယ်စုနှစ်ပေါင်းများစွာကြာပြည့်ဖြစ်တဲ့စီးရီးပူပေါင်းကြံစီမှုစီးပွားရေးသဘောတူညီချက်များဒီအစိုးရတွေက မြမစစ်ဘိုလ်ချုပ်တွေနဲ့ဩဇာကြီးမားတဲ့လုပ်ငန်းရှင်ကြီးများကိုလျှို့ဝှက်စွာပတ်သက်နေတဲ့အစင်းမြင့်ကိုရဲ့ကြီးတစ်ခုဖြစ်နေပါတယ်။ဒီလိုကိစ္စတွေကတန်တမာရေးမဟုတ်ဘဲပူပေါင်းကြံစည်မှုတစ်ခုသာဖြစ်ပါတယ်။